ဘာလို့ကလေးတွေနော်ဒီတည်ဆုံမှုများပြလဲမြို့သမီးရဲ့တည်ဆုံမှုများပြလဲဆိုတော့ဒီစစ်အာဏာရှင်တွေကသူတို့ကနော်ပြည်သူလူထုရဲ့နော်အများသူကနေရတယ်ဥမာဖြင့်ကြောင်းဆေးရုံဈေးစသည်ဖြင့်အဲ့ဓာ၄ကိုသူတို့ဥတီပြစ်မှတ်ထားတာဖြစ်တယ်အဲ့တော့ကြောင်းကိုသွားပြီးတော့ပြစ်တယ်ဆိုရင်အများဆုံးထိခိုက်တာဟာကလေးတွေပဲဖြစ်တယ်ចောင်းသားចောင်းသူလေးတွေဖြစ်တယ် เนาะနောက်ပြီးတော့ဒီဈေးเนาะဈေးတွေပါရေဆိုလို့ရှိရင် အိမ်ရှင်မတွေဈေးသွောင်းဝယ်တယ်ထိခိုက်တဲ့လူတွေကအမျိုးသမီးတွေဖြစ်တယ်ဆေးရုံလဲထုတ်နေလကောင်းပေါ့เนาะဒီမကျမ်းမာတဲ့လူတွေကလေးတွေเนาะအမျိုးသမီးတွေစသည်ဖြင့်ပေါ့เนาะအဲ့ဒါကြောင့်မလို့ဒီလိုမျိုးအပြစ်မဲ့ပြည်သူတွေကနေ့တူတူဝါဒီလိုမျိုးအကြောင်းမဲ့အဖြက်စီးတက်ဖြက်ခံနေရတယ်ဒါဆိုလို့ရှိရင်စိတ်ရာဇဝမှုဖြစ်တယ်เนาะဒါ เนาะဒီတိုင်းတော့ပြီးမှာမဟုတ်ဘူးပေါ့เนาะကျမတို့နိုင်ငံအဲရဲ့တနေ့เนาะဒီအ transition and justice ပေါ့เนาะအဲ့လိုမျိုးဖြစ်လာတဲ့အခါမှာကျူးလွန်တဲ့လူတွေเนาะအဲ့ဒီတော့မတိလိုက်လို့ပါ အမိတ်အာနာအရပါဆိုပြီးတော့မြင်းပယ်လို့လည်းမရဘူးပေါ့เนาะဆိုတော့အမိတ်ပေးတဲ့လူတွေရောနော်ဒီပြုတ်လုတဲ့လူတွေပါအကုန်လုံးဒီတရားမျှတမှုကိုဆောင်ကျင်းရမှာဖြစ်ပါတယ်